ပထမဦးဆုံးအနေနဲ့ပေါ့နော်အဲကိုကတေးတန်ရှင်နာမည်လေးပေါ့နော်ဥစ္စာပထမမိတ်ဆက်ပေးပါဦးတဲ့တေးတန်ရှင်နာမည်ရဝေယံလွင်လို့အမည်ပေးထားပါတယ်ဗျအဒီလောကကိုပေါ့နော်ဒီအစိုးလောကကိုစုမဲလို့ရည်ရွယ်လာပြီဆိုတော့ပေါ့နော်အဲ့တော့ဘယ်နှခုနဲ့တော့စပြီးတော့ဟိုလေ့လာပြီးတော့စုနေပြလဲပေါ့နော်ဟုတ်ဒီအစိုးလောကကိုစတင်ပြီးတော့ဝင်ရောက်ခဲ့တာ2022တုန်းကစတင်ဝင်ရောက်ခဲ့တာပါသူမတိုင်မီမှာဂီတာပညာကိုစတင်ပြီးတော့ တင်ယူခဲ့ပါတယ်။တားရဲ့ဆရာရင်းဖြစ်တဲ့ဆရာဂါဇာရှိမှာတင်ယူခဲ့တယ်။တင်ယူခဲ့ရင်တင်ယူရင်းတင်ယူရင်းနဲ့တဖြည်းဖြည်းနဲ့နောက်ပိုင်းကျတော့အတီးရနေပြီးတော့အဆူလိုင်းအောင်နည်းနည်းဝါသနာပါရနေပြီးတော့ဆိုတော့လောကတွေဝင်ရောက်ခဲ့တာပါ။ကိုစူလောကကိုဝင်ရောက်လာပြီဆိုတော့နော်ဟိုတချင်းဘယ်နှပုတ်လောက်များပေါ့နော်ဟိုစူပြီးယူလဲပေါ့နော်လောလောဆယ်တချင်းက၄ပုတ်လောက်စူပြီးွားပါပြီနောက်ထပ်အသင့်နှစ်ပုတ်လဲထပ်လောက်ထားပါတယ်လောလောဆယ်တော့မထွက်သေးပါဘူး အတချင်းနေလေးဘုတ်လောက်လဲလှုပ်ထားတယ်ဆိုတော့နောက်လဲပြင်ဆင်ထားရဲဆိုတော့တချင်းနေရဒီလိုလေဟိုကိုပိုင်ရေးပြီးတော့ဆိုတာလားဒါမှမဟုတ်တခြားတရေးဆရာတွေရဲ့တချင်းကိုဆိုတာလားဗောနော်အားလေးသိပြရသည်ဟုတ်လော လောဆယ်တော့ဆရာကသာရေးပြီးတဲ့တချင်းရဲ့အခုနောက်မှထွက်မဲ့နောက်ထပ်လှုပ်ထားတဲ့တချင်းထဲမှာဆရာနေမင်းဆိုရေးပြီးထားတဲ့တချင်းရဲ့အဲဥစ္စာတွေတော့လောဆယ်ဆိုပြစ်ပါသေးရဲ့နောက်ပိုင်းကျရင်တော့ကိုယ်တိုင်ရေးနိုင်အောင်လဲစူးစမ်းနေပါတယ် ဆက်ပြီးတော့လဲလေ့လာနေပါတယ်ရင်းနိုင်အောင်လဲကြိုးစားသွားပါမယ်လို့အဲ့တော့တချင်းနေမှာဂီတမှာဟိုအမျိုးအစားအမျိုးစုံရှိတယ်ပေါ့နော်ဟိုဗမာတိုင်းစင်တွေလည်းရှိမဲ့ပေါ့နော်ရော့တွေလည်းရှိမဲ့ပေါ့မျိုးစုံပေါ့အဲ့ဒီလိုထည့်ရနေပြီးတော့ဘလို့တန်စင်မျိုးကိုရွေးပြီးတော့ပေါ့နော်အဲဆိုပါသလဲပေါ့နော်တချင်းနေတဲ့မှာတော့ဒါကတော့ရော့နဲ့ပေါ့တော့အကြိုက်ဆုံးပေါ့အဲအဲ့ဒီတချင်းနေဆိုရင်လည်းဆိုရတာပိုကြိုက်ပါတယ်ဟုတ်အဲ့တော့ဟို ဆရာခါစားရှိမှလည်းဂီတာသင်တန်းတက်ထားတယ်ဆိုတော့เนาะဂီတာသင်တန်းတက်ပြီးတော့ကိုယ့်ရဲ့အခြေအနေရောဘယ်အဆင့်လောက်ထိရောက်နေပြီလဲပေါ့ဟုတ်အဲအရင်တော့ကတော့စစတင်ပြီးတော့သင်တော့ကတော့ဒီဂီတာကိုအရှင်းမတိတတ်ပါဘူးပြီးတော့လည်းတချင်းကလည်းအရှင်းမစိုးတတ်ဘူးအဲဆရာရှိမှစားပြီးတော့သင်လိုက်တဲ့အချိန်မှာအဲနည်းနည်းပါတိတက်လာတယ်ပေါ့တိတက်လာတယ်အဲနောက်ပိုင်း2လ3လလောက်လဲကြာကြာကြာနည်းနည်းလေးစိုးတက်လာတယ် ဆိုတက်လာတယ်ဆိုပဲအရင်ဆိုတက်ကြီးလည်းမဟုတ်သေးဘူးအခုတော့နှစ်တီကြာသွားပြီဆိုတော့နည်းနည်းတီးတက်ဆိုတက်တဲ့အနေထားလောက်တော့ရောက်သွားပါပြီအဲ့တော့ကိုတိုင်ရေးဖို့အစီအစဉ်ကိုတိုင်တီးကိုတိုင်ဆိုအစီအစဉ်တွေရောရှိပါသလားဟုတ်လောဆယ်တော့ဆက်လက်ကြိုးစားနေပါတယ်အဲ့တော့ညီကုန်းချုပ်အနေနဲ့ပေါ့နော်အခုဒီဟိုမူဗီကိုကြည့်နေမဲ့ပိတ်သက်တွေဘောနော်အဲဘာများဖြစ်ဆက်ပြီးတော့ပြောချင်ပါတယ်ပေါ့တားရဲ့ ရုတ်တံကိုအားပေးနေတဲ့ပိတ်သက်များအားလုံးပဲခင်ဗျာခုပြောချင်တာစိတ်ကျမ်းမာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့တလုံးတော်ပါလေပြည့်စုံကြပါစေလို့မြတ်တာပို့သားအပ်ပါတယ်ပြီးတော့တားရဲ့သချင်းတွေကိုလည်းတားရဲ့ YouTube မှာလည်းအားပေးလို့ရပါတယ်ပြီးတော့ Facebook page မှာလည်းအားပေးလို့ရပါတယ်သင်ဆရာမြင်ဆရာကြားဆရာအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအဲ့တော့ဝေယံလွင်အနေနဲ့တေးသန့်ရှင်တယောက်အနေနဲ့ပေါ့နော်ဒီ သုံးလောကဂျာနယ်မှာလည်းဒီအင်တာဗျူးလေးရပါသွားမှာဆိုတော့သုံးလောကဂျာနယ်ကိုစဖတ်တဲ့ပိတ်သက်တွေကိုဟောနီကုန်းကျုံနေနဲ့ဗာများဖြစ်ဆက်ပြောကြင်ပါတယ်လေဗောနော်ဟုတ်ဒါကတော့သုံးလောကဂျာနယ်မှာစဖတ်နေတဲ့ပိတ်သက်တွေကိုကျေးဇူးအထူးတင်ရှိပါတယ်လို့ပြီးတော့တဲ့တချင်းလေးတွေလည်းအားပေးပါအောင်လို့ဟုတ်ကဲ့ကျေးဇူးအထူးတင်ရှိပါတယ်ဟုတ်ကဲ့ကျေးဇူးပါ